မြန်မာတနိုင်ငံလုံးစီက420လောက်ပြီးတော့ငွေသိန်းပေါင်းတောင်းနေချီယူကပြေးသွားတယ်လို့သတင်းတွေထွက်နေတဲ့ဒေါက်တာညီညီစိန်မြန်မာတနိုင်ငံလုံးကိုချင်းထည့်ပြီးတော့လောဘသားတွေကိုငွေတွေလိမ်ပြီးထွက်ပြေးသွားတယ်လို့သတင်းတွေထွက်နေတာကဒေါက်တာညီညီစိန်ပါခုချိန်မှာတော့ဒေါက်တာညီညီစိန်ကိုဖမ်းမိပြီးဆိုပြီးလဲသတင်းတွေကလည်းထွက်နေပါတယ်ဒေါက်တာညီညီစိန်ဆိုတာကနိုင်ငံတကာစတော့ရှင်ရတဲ့ငွေကြေးစည်းကွက် for training မှာရင်းနှီးမြှုပ်နှံဖို့အတွက်ငွေတွေထည့်ဝင်ခိုင်းပြီးတော့တလောက်အတိုး15ရာခိုင်နှုန်းပေးမယ်ဆိုပြီးတော့ပြည်သူလူထုထံကငွေတွေလိမ်ယူသွားခဲ့တာပါ သူတို့ကဆောင်းမဲမှာလူတွေကယုံကြည်လာစေဖို့မိတ်ဆက်ပွဲတွေခန်းနာပွဲတွေတောင်လုပ်ခဲ့ပါသေးတယ်။ဒီလိုပွဲတွေလုပ်ပြီးတော့ထဲဝင်မဲ့လူတွေရှာပြီးတော့ထဲကျင်လာအောင်လဲလူတွေရဲ့စိတ်ကိုဆွဲဆောင်ခဲ့ပါတယ်။ရှင်ရရှင်တွေကလည်းဇတိုင်းစူဆောင်ပေးခဲ့ပြီးတော့တကားလောင်းထားတဲ့အပြောတွေနဲ့လူတွေကိုကျင်းသိမ့်သွားခဲ့တာပါ။ဒီလိုလိုင်းစုံနေရကလည်း၆နှစ်လောက်ရှိသွားပါပြီ။အစောပိုင်းမှာတော့လူတွေချို့ကအတုံး၅ရာခိုင်နှုန်းတကယ်ရခဲ့ကြအောင်တကယ်ကိုထိမှတ်ပြီးယုံကြည်ခဲ့ကြတာပါ။ဒီလိုအတိုးတွေရတဲ့လူတွေရှိတာကြောင့်လူတွေကလည်းယုံကြည်ကြပြီးရှင်ရရင်ထဲဝင်ခဲ့ကြတာပါ။အခုလိုမျိုးအလင်းခံလိုက်ရတဲ့သူတွေက တယောက်ကိုအနည်းဆုံး3300လောက်ပါသွားရင်လို့လည်းသိရပါတယ်။ဒေါက်တာညီကြီးဆွေနဲ့ဂလန်စီလီနာဆိုတဲ့ဘွဲ့ကို CID နဲ့စတော့မှာပြပမှာဖန်းစီထားရလို့လည်းသတင်းတွေထွက်နေပါတယ်။ဤသူကောင်းမှမယုံကြည်ကြပါဘူး။သူတို့ဟာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လိမ့်လဲသွားတာဖြစ်ပြီး Telegram မှာလည်း group တွေတောင်ငွေချင်းရင်းနှီးမြှုပ်နှံမဲ့သူတွေကိုရှောင်ဖိတ်စုဆောင်ထားတာဖြစ်ပါတယ်။အမျက်ကိုလည်းများများပေးမယ်ပြောတာကြောင့်လူတွေလည်းယုံကြည်ပြီးတော့ရှယ်ယာတွေထည့်ဝင်ခဲ့ကြပါတယ်။ငွေထည့်ခဲ့ကြောင်းကိုစာချုပ်စာရင်းလေးလည်းမရှိတာကြောင့်ငွေထည့်ထားတဲ့သူအများစုဟာ အယူဝိမိုင်းဖြစ်နေကြပါတယ်။ဈာယီကြောင့်လို့ရှင်ကြီးခုရှင်ကြီးကြားထန့်ဆိုးဆိုတာကြောင့်အကောင်လုံးကအခက်တွေ့တာဖြစ်ကုန်ကြပါတယ်။လူတွေမှလည်းအခက်ခဲတွေရှိရဲစီးပွားရေးကိုတိကျမလုံးနိုင်တာကြောင့်ဒေါက်တာညီညီဆွေးအဖွဲ့ကိုယုံကြည်ကဒီလိုမျိုးကြီးတွေထည့်ဝင်ခဲ့ကြတာပါ။ရှင်အားရှင်တို့ဖျားယောင်းခဲ့တဲ့လီဒါကြီးတွေစီဆက်သွဲတော့လဲဖုန်းမကင်တော့သလိုထောင်ထားတဲ့ Telegram group တွေကိုလည်းဖျက်သိမ်းသွားခဲ့ပါတယ်။အလင်ခံရတဲ့မှာစစ်ဘေးရှောင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေတာမကဖုန်းကြီးတွေနဲ့တိလားရှင်တွေလည်းပါဝင်ပါတယ်။ ဖုံးတော်ကြီးကျောင်းတဲ့သီလရှင်တွေကလားစင်ဝင်ဝင်ရအောင်ဆိုပြီးဒေါက်တာညင်းညင်းဆေးစီမလူငွေတွေကိုထည့်ဝင်ထားခဲ့တာပါတလောင်း15ရာခိုင်နှုန်းအတိုးရမယ်ပြောတာကြောင့်ကျောင်းရင်ရမုံငွေတွေလည်းတိုးလာတာပေါ့ဆိုပြီးတော့ထိတ်ထားခဲ့ကြပါတယ်ဒေါက်တာညင်းညင်းဆေးရဲ့လုံရဲ့ကြောင့်လည်းမတိုးလာတဲ့အပြင်ရှိတဲ့ငွေကြေးလေးပါပါသွားခဲ့ပါတယ်တချို့သောတရိတ်တွေကဖုံးကြီးကျောင်းတစ်ကျောင်းဆိုရင်သိန်း9000လောက်ကိုရှင်ရဝင်ထားတယ်လို့လည်းဆိုပါတယ်ဖုံးကြီးတွေလည်းဒေါက်တာညင်းညင်းဆေးကိုဖိနှားသွားရှာမှန်းမသိတဲ့အတွက်အခက်အခဲဖြစ်နေပါတယ် လူတွေဟာအပြောကောင်းတာကိုယုံပြီးအမျက်ကိုလည်းမြန်းများပေးတဲ့အတွက်အခုလိုအလင်းခံလိုက်ရတာဖြစ်ပါတယ်။ရေတာကုန်မှကြိုက်တဲ့လူတွေရဲ့လောဘတွေကြောင့်ဒေါက်တာညီညီဆွေးနဲ့အဖွဲ့အတွက်လင်ခံရတဲ့လွှဲသွားပြီးတော့အချီးကြီးရပါအခုလိုထွက်ပြေးသွားခဲ့ရပါအခုလိုလင်ခံလိုက်ရတဲ့အထက်မှာလောဘကြီးတဲ့သူတွေလည်းပါတယ်လို့ရိုးသားတဲ့သူတွေလည်းပါပါတယ်။ရဟန်းတန်ကားတွေကလည်းစီးပွားရေးလုပ်ငန်းဝန်ကြီးနဲ့မညီမညွတ်တာကြောင့်ရှင်ရထဲဝင်ခဲ့ကြတာပါဒါပေမဲ့ဘလို့လူတွေဘလို့ပုံကိုယ်တွေဆိုတာကိုထဲမစင်းစားမနေတဲ့ဒေါက်တာညီညီဆွေးနဲ့အဖွဲ့ကတော့ဝေးတွေကိုယူပြီးတော့ထွက်ပြေးတင်းချောင်သွားခဲ့ပါပြီ ေါက်တာညီညီဆွေနဲ့ဇနီးကတော့ဒေါက်တာညီညီဆွေဟာငွေတွေကိုလိမ်သွားတာမဟုတ်ကြောင်း CID ကစစ်ဆေးနေတာဖြစ်ကြောင်းလူတွေကလည်းပေးစရာရှိတဲ့အတိုးရင်းတွေကိုဆက်ဆက်ပြန်ဆက်မှာပါဆိုပြီးပြောတာကိုလည်းတွေ့ရပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ကရောဒေါက်တာညီညီဆွေရဲ့လုပ်ရက်ကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။